တကူငွေရှာလို့ရတယ်။နောက်တစ်ခုကကြတော့ file တွေအကုန်လုံးကမိသားစု background တွေအဆင်မပြေကြဘူး။အဲတကယ်ကြီးတရားရဲ့မိသားစုဆိုလို့ရှိရင်တူးမှနေရတူးမှနေလိုက်ရရဲ့အဲ့ဒါကတော့လောင်းကစားကြောင်ပေါ့နော်သူအိမ်ရဲ့အဲ့လိုမျိုးကိစ္စရဲ့ကျော်အမေရဲ့ညမရဲ့အဖေရလည်းဖုန်ကြီးဝဲအဲ့လိုမျိုးကိုကပဲရှာကျွေးနေရတာလို့ကျော်ဒီလိုမျိုးအဲစစ်မှုထမ်းတွေအဲ့လိုမျိုးခေါ်တဲ့အခါကျတော့မိသားစုထားခဲ့ရမယ်ဆိုရင်မိသားစုကဘာမှ အဆင်ပြေသွားမှာလည်းမဟုတ်ဘူးအဲ့တော့သူတို့မှရွေးချယ်စရာဒီလမ်းပဲရှိရယ်လေဒီလမ်းကြတော့လွယ်လွယ်ငွေရရယ်အဲကွန်ပျူတာလေးတောင်းရုံပဲဟိုလိုမျိုးအပြင်ထွက်အဲပြင်ပပန်းအဲ့လိုမျိုးလောက်ဆရာမလိုဘူးငွေလွယ်လွယ်ရရယ်အဲ့အဓိကတော့အဲ့ဒါကြောက်ပါပဲငွေလွယ်လွယ်ရလို့ပါပောက်ွယ်လက်နဲ့ပစ္စည်းကြောင့်ဒဏ်ရာရသူကိုအရင်ဆုံးအသက်ရှုမရှုစစ်ဆေးပါဒဏ်ရာကိုတန့်စင်တဲ့ရေနဲ့ဆေးပြီးပတ်တီဓာတ်မမဟုတ်အဝတ်စနဲ့ဖိသိမ့်စီးနှောင်ပါ လူနာကိုပက်လက်လန်းထားပြီးဒံယာရတဲ့လက်ခြေတော့ကိုနှလုံးထက်မြင့်တဲ့နေရာမှာမြှောက်ထားပါ။ဥကောင်းမှာဒံယာရထားရင်ငိမ့်အောင်ထားပေးပါ။သူကတော့အသက်30ဝန်းကျင်အမျိုးသမီးတူပါ။ဘွေရပညာတက်တယောက်ဖြစ်ပြီး အနောက်တိုင်းပါတာစကားတချို့ကိုကြမ်းကျင်စွာပြောဆိုနိုင်သူတူလည်းဖြစ်ပါတယ်။သူကဆိုရင်ရန်ကုန်မြို့ကဟိုတယ်တစ်ခုမှာ assistant manager အဖြစ် လုပ်ကင်ခဲ့သူ ဖြစ်ပါတယ်။လာစာကတော့ 73တင်းဝန်းကျင်ခန့်ရတယ်လို့သူမကပြောပါတယ်။ကြပါမယ်။ရန်ကုန်မြို့မှာနေထိုင်စားတောက်စီးတွေကြီးမြင့်လို့မိသားစုစားဝတ်နေရတဲ့အတွက်ရုန်းကန်နေရတယ်လို့လည်းသူမရဲ့မိသားစုဘဝအခြေအနေကို ဖွင့်ဟလာပါတယ်။ရန်ကုန်မှာနေထိုင်စားတောက်ရတာတည်းဒါမဲ့လေကိုညာစင်အရင်များတော့မှတော့အဆင်မပြေဘူးပေါ့နော်။အဆင်ပြေတဲ့အားမှာ live ပေါ်မှာအလုံးအသိရှာမယ်ဆိုတော့ကြည်နေတဲ့အချိန် TikTok ပေါ်အထူးကြတော့ TikTok မှာ အဲလူခေါ်တဲ့ post တခုမှတွေ့ရတယ်။တွေ့တော့သူကတလားကိုဒေါ်လာ၈၀၀မြန်မာငွေနဲ့ဆိုရင်၈သိန်းဝင်းကျင်ပေါ့။အဲသိန်း၈၀ဝင်းကျင်ပေါ့နော်။အဲ့လောက်ရမယ်ဆိုပြီးတော့အမတို့အလုပ်ခေါ်တယ်။အလုပ်ခေါ်တဲ့အချိန်မှာသူကသူလိုအပ်တဲ့အရေးချင်းကနှစ်ခုပဲ။အဲအင်္ဂလိပ်လိုပြောတတ်ရမယ်။ကွန်ပျူတာသုံးတတ်ရမယ်။ဒါပဲ။ဒါပေမဲ့လက်ကွက်ပေါ့နော်။လက်ကွက်ကအဲတမနစ်ကိုသူကလက်ကွက်35 40ဝင်းကျင်တော့ရရမယ်ပေါ့တကယ်လို့အဲ့အရာမရအောင်ဆိုရင်လည်းကိစ္စမရှိဘူးသူတို့ကအဲသူတို့ပြောတယ်တင်နှက်တက်ပြီးမယ်တင်နှက်ကွန်ရစိလဲသူကမပေးရအောင် အကုန်လုံးက free တက်တော့တက်တာနဲ့သူတို့စီကိုမရောက်ရအောင်အဲ့လိုမျိုးမလုံးနေပေးတာပါနော်ဒေါ်လာရှိတာဆိုတဲ့ပမာဏဟာမြန်မာငွေကြေးနဲ့တက်ရင်တော့30ကျော်ဝင်ခြင်းပါဒီဝင်ဝင်နဲ့ဆိုရင်တော့ညံကုန်မြို့ကြီးမှာမိသားစုတစုတက်တော့တက်တာနေလို့ရပါတယ်ဒါဟာဘဝကိုရုန်းကန်နေတဲ့လူငယ်တွေမိသားစုကိုကြိရှုဆောက်ရှောက်နေရတဲ့လူငယ်တွေအတွက်တော့အခွင့်အလမ်းတစ်ခုလို့မှတ်ယူစေရပါ ဒီမျိုးသမီးကလည်းကြားဖြန့်လုပ်ငန်းတွေနဲ့စတင်ချိတ်ဆက်မိသွားပါပြီ။ကြားဖြန့်လုပ်ငန်းတွေဘက်ကသူမကိုအင်္ဂလိပ်လိုပြောထားတဲ့ရုပ်သံမှတ်တမ်းတစ်ခုနဲ့ကွန်ပျူတာလက်ကွက်ရိုက်နေတဲ့ရုပ်သံမှတ်တမ်းတစ်ခုကိုပို့ခိုင်းပါတယ်။သူမပို့လိုက်တဲ့ရုပ်သံမှတ်တမ်းတွေကိုကြည့်ရှုပြီးနောက်မှာတော့ကြားဖြန့်လုပ်ငန်းလုပ်ကင်သူတွေက ဗီဒီယိုကောခေါ်ပြီးအင်တာဗျူးလုပ်ဖို့ပြောလာပါတော့တယ်။ အင်တာလိုက်ပြီးတော့အင်တာဗျူးတဲ့အချိန်က3မိနစ်လောက်ပဲကြာတယ်။သူတို့အတိတ်ကမေးတာဗာလဲဆိုလို့ရှိရင် myself ပြန်ပြောခိုင်းတယ်ပြီးလို့ရှိရင်သူတို့ပြောတဲ့အင်္ဂလိပ်စကားကိုနားလည်လားဆိုတော့ test ပုံစံမျိုးသူတို့ကပြန်ပြောပြီးတော့မေးတာပေါ့နော်။အဲအမ pass ဖြစ်သွားရဆိုလို့ရှိရင်သူ agent ကနေတက်ဆက်နိုင်ဝက်လောက်ပဲကြာလိုက်တယ်။ agent ကတက်ဆက်ဒီမှာလည်းအင်တာဗျူးအောင်သွားပြီ။ဘယ်နေ့ဘယ်နေ့ဘယ်နေ့ထွက်လာမယ်ပေါ့နော်။သူကထွက်လာမယ်။ကုန်ကြစိတ်ကိုလည်းသူကအကုန်လုံးတောင်းဝေယူပေးရဲ။အဲလိုပုံစံမျိုး။အားနဲ့အမ73ရက်နေလောက်ကိုလာပါဟုတ်တယ်။ 6လပိုင်း73ရက်နေမှာမအင်တာဗျူးအောင်啊အင်တာဗျူးအောင်လာပြီးတော့14ရက်နေမှာအမကိုဒီလေးစိတ်ကနေပြီးတော့တာချီလေးကိုသွားခိုင်းတယ်ကိုကတာကိုပဲသွားတာပါเนาะပထမပြောတာကကိုတယောက်နဲ့သွားမှာလားတယောက်နဲ့ဆိုတော့မသွားရေဟိုအဲ့လိုမျိုးပြောတာပေါ့မဟုတ်ဘူးလေးစိတ်ကိုသွားလိုက်လေးစိတ်မှာအမနဲ့အတူတူအလုံးလုံးမဲ့လူတွေရှိရယ်သူတို့နဲ့အတူတူတာချီလေးကိုသွားရမှာဆိုတော့အေဂျင့်ကအဲ့လိုမျိုးပြောရယ်ဒါပေမဲ့ကိုတကယ်တမ်းနေစိတ်ရောက်သွားတဲ့အချိန်မှာကိုတယောက်ထဲဘယ်သူမှမရှိဘူးမရှိတဲ့ခါဆက်တယ်လိုက်တော့ ူကဘယ်လိုမျိုးပြန်ပြောလဲဆိုတော့မဟုတ်ဘူးအမအမထက်စောရဲ့လင်းတကြောင်နဲ့ထွက်သွားတာထွက်သွားတာအဲ့တော့အမလင်းစီးတက်တယ်ဆိုလို့ရှိရင်ကိုစီးလာခဲ့တချီလေးရအောင်ကျွန်တော်လာကြုံပေးမယ်ဟဲ့အဲ့လိုပုံစံမျိုးဆိုတော့ကိုလည်းစီးတက်နေရပဲဆိုတော့လက်မှတ်တွေပါပြရတော့ကိုလည်းသွားလိုက်တယ်သွားလဲသွားလိုက်ရောတချီလေးရောက်တဲ့အချိန်မှာဘသူကလာကြုံနေအဲ့ဒီမှာကိုကစကြောက်လာဆက်တော့သူပြောနေရတယ်တကယ်တမ်းကိုကြုံနေရတဲ့ဟာတွေကလုံးဝတလွဲစီဖြစ်နေတဲ့ခါကြဒါမဲ့လေကိုက ဆုံးဖြတ်ချက်လည်းချရလည်းချခဲ့ပြီဟိုမှာကိုယ့်ရဲ့ပိုင်ဆိုင်မှုတွေကိုလည်းအဲ့လိုမျိုးအကုန်လုံးရှင်းခဲ့ပြီကြတော့ကိုယ်လည်းရှေ့ဆက်သွားမယ်ပေါ့နော်နောက်ကမဆုံးတော့ဘူးဆိုပြီးတော့အမလည်းသူတို့မရမကဆက်တယ်ထားချုံမလားဖာဆက်လောက်ရမှာလဲပြောတော့သူကအမားလည်းအဲ့ဒါဆိုလို့ရှိရင်တဲ့ဟိုဆိုင်ကတက်စီမှားလိုက်တဲ့မှားပြီးတော့အဲ့မှာပလဲတဲခုကန်ဆိုတာရှိရတဲ့အဲ့လိုသွားလိုက်ပါဆိုတော့သူကပြောတယ် အဲ့နကိုလည်းတခါမှမရောက်ဘူးလေအတချင်းလေးမြို့ရိုးကိုကရောက်သွားပြီးတော့လောကညနေ6နိုင်9နိုင်လောက်ရှိနေမှောင်သားပြုနေပြီမှောင်သားပြုနေချိန်မှာကိုမတည့်ရဲ့လူရိုးအဟိုရောင်းစားအဲ့မှာနေတခုခုဖြစ်သွားနိုင်တယ်ကွာ main လေးတယောက်ထဲပြီးတော့အဲ့လိုပုံစံမျိုးပေါ့နော်ပြောရင်ဒါမဲ့လေအဲ့ပလဲတက်ခုံအောင်မှအဲ့နေရကင်းကင်းရောက်သွားတယ်တို့မရဲ့ပြောဆိုမှုတွေကိုပြန်ကြည့်ပြီးကောက်ချက်ချမယ်ဆိုရင်တော့စိတ်ဝင်စားဖို့ကောင်းတာကတာချီလေးမျိုးရဲ့အကြောင်းပါ တာချီလေးမြို့ကကြားဖြန့်လုပ်ငန်းတွေအတွက်လူကုန်ကူးဖို့တသိကံမြို့ဖြစ်နေပြီလားဆိုတာကလည်းစဉ်းစားစရာပါသူတို့တွေကတာချီလေးမြို့ကနေထိုင်းနိုင်ငံမဲဆိုင်မြို့မဲဆိုင်မြို့ကနေဘန်ကောက်မြို့ကို လာရောက်ခေါ်ယူသူတွေအဆင့်ပြောင်းခေါ်ယူတဲ့ကားတွေနဲ့အဆင့်ဆင့်ပြောင်းပြီးပို့ဆောင်ခဲ့ပါတယ်တန်းကားရောက်လာပြီးတော့အားမတို့ကိုဘယ်နေရာမှာထားလဲဆိုလို့ရှိရင်သူက Southwest Construction အဲ Construction မှာအမတို့ထားရဲ့ ထားချိန်မှာမဟုတ်တညနဲ့တရက်ပေါ့နော်မဟုတ်နေကြရရောက်ချင်းညကြတော့အညာ၈နိုင်9နိုင်လောက်မှာမတို့အိတ်နေအောင်ရောက်သွားတယ်ဘန်ကောက်ကိုရောက်သွားတယ်သူထမင်းတွေပါတော့ကျွေးရဲအဲပစ္စည်းတွေပါတော့မပြေးတော့ဘူးအမတို့ကဘာထောက်ထောက်ထားဘာခရင်းကမှဘာမှလည်းမရှိတော့ဘူးအဲသူကသွားသွားပြရနဲ့အမတို့အထဲထဲပြရနဲ့သူကအပြန်လေးတောက်ခေါအောင်တောက်ခေါအောင်တအိမ်လုံးမှာအမတို့၆ယောက်ပဲကြံ့နေအဲတလဲကြောင်းအမတို့လည်းဒီလိုပဲအစ်စ်ပြင်းပဲထင်တာပဲဒါပေမဲ့အဲ့ချိန်မှာကိုကတိနေပြီဒီဒီတကယ်တော့ခရင်းကောက်ကိုပေးတာမှာပါလေလား ပြီးတော့ဒီလိုမျိုးတခတ်ထားကြလည်းမလို့ဘူးကွာဒါပေမဲ့သူအဲ့လိုမျိုးခတ်ထားပြီးဆိုရင်ဒါကတော့မဟုတ်သေးဘူးဆိုတော့ကွာသဘောတော့ပေါက်လိုက်ပြီဒါပေမဲ့လည်းအဲ့ချိန်မှာဘာမှပြန်လုံလို့မရတော့နောက်လဲဆုံးလို့မရတော့ကွာလောကအဖမ်းခံအကျေကျုပ်ပုံစံမျိုးတွေဖြစ်နေပြီအဲ့မဲ့ထမင်းဆိုလို့ရှိလို့ရှိရင်လည်းအမတို့တစ်နေ့လုံးကနှစ်နက်ပဲကြွေးရတစ်ရက်လုံးကနှစ်နက်ပဲကြွေးရရေဆိုလို့ရှိရင်လည်းတစ်ယောက်ကိုအဲ့လိုမျိုး1လီတာဘူးတော့မဟုတ်ဘူးပိုက်ပိုက်စစ်ဘူးတွေတယောက်တစ်ဘူးပဲအဲ့လိုကတ်နဲ့ဆက်နဲ့ကြွေးရပါသေးလားဒါကလည်းဝါဝါမောဝါဝါစိတ်စိတ်မလာဘူး ဲ့လိုပုံစံမျိုးအဲ့လည်းနောက်ရက်လဲကြရတာမတို့ည၈နာရီပဲကြာပြန်ခေါ်တယ်ခေါ်တဲ့အချိန်မှာအဲ့ဒီအချိန်မှာအမတို့အထုတ်တရားမရှိတော့လူကြီးပဲလာခေါ်တာသူအထုတ်တရားရောက်သွားပြီလို့သူကပြောတယ်ကမ္ဘောဒီးယားကိုရောက်သွားပြီလူကြီးပဲလိုက်ခဲ့လိုက်တော့ဆိုတဲ့ပုံစံမျိုးအမတို့အဲ့ဒီဖန်ကောက်ရောက်တဲ့အချိန်မှာနင်တို့ဝှေ့ဖို့အင်းကြီးတွေထုတ်သွားကျန်တာထားခဲ့အထုတ်လို့လည်းပေးမတည်အိမ်မော်ပေးမတည်အမတို့လည်းကိုဝေးရမယ့်ဟာကြီးရွေးပြီးတော့တည်သွားတော့အထုတ်တရားကိုရမရှိတော့ မရှိတဲ့အချိန်မှာညာ၈နိုင်လောက်ဆိုတယ်ဒါကြောင့်ရောအမောင်၂နိုင်ခွဲလောက်မောက်ကားစီရတယ်ကားစီရတဲ့အချိန်မှာဟိုမောက်၁နိုင်ဝင်ကျင်တော့အမောင်ရောက်သွားတယ်အဲ့တောဆက်နာလေအဲ့တောဆက်နာနေပြီး၁နိုင်လောက်နေပြီးအမောင်လမ်းလျှောက်လာအဲ့အဲ့ဒီလမ်းပြတယောက်ကလာကြတယ်ဒါကြောင့်အချိန်မှာသူ့စီမှာအဲ့ဒီဟိုကျင်ဆက်တည်းပြုလို့လို့ရှင်တန်လုံးတွေပါတယ်ဆိုတာအဖမ်းခံထီရောမှတည်ရပထမအမလို့မတည်ဘူးဒါပေမဲ့သူကအဲ့လိုလွဲတလုံးလွဲရတယ်သူကစကားလည်းမပြောရဘူး မီးလည်းမဖွင့်ရဘူးဖုန်းလည်းမတုံးရဘူးသူကဆိုရယ်ဟာအမတို့ဖုန်းတွေကိုသူကရှူသွားတယ်ရှူသွားပြီးတော့သူကသူ့နောက်ကလိုက်ခဲ့ဆိုတော့အမောက်တော်တော်တော်အမောက်၄နိုင်လောက်ရှောက်ခဲ့ရမယ်ထင်တယ်အကြာကြီးပဲလုံးဝလုံးဝဘွက်အဲ့လိုမျိုး၆နိုင်လောက်ရဘုတ်ကတီထိရောက်တယ်ကွာဒီလားခဏတည်းလည်းမပါဘူးဘယ်သူမှအဲ့လိုသွားတယ်လုံးဝမှောင်မဲတူမီးလည်းမရှိဘူးသူ့နောက်လည်းသူကထိုင်ဆိုထိုင်သူကရက်ဆိုရက်အဲ့လိုပုံစံမျိုးသွားတယ် လမ်းမှာတော့လေသူကလို့ချင်းချောက်တာလို့လူလူနိုင်ကြအောင်လို့တော့မလုပ်ဘူး။ဒါမဲ့အမတို့လေးနိုင်တော့ရှောက်ပြဲချိန်မှာအဲကင်းတဲ့လူနဲ့တွေ့ရတယ်။တော်မောင်ကင်းတဲ့လူနဲ့တွေ့ရောအစစ်သားနှစ်ယောက်ကအဲတလက်ပြစ်ပြီးတော့ဖမ်းတာပေါ့နော်အမတို့ဖမ်းလည်းဖမ်းတော့ပြည်တယ်ပြောရေးစစ်သားတရားနင်တို့ဘာမှဆိုင်ဘူးနဲ့နင်တို့ဘာအနေရောပေးဘောနော်နင်တို့အခုဆေးဖြစ်သွားပြီဒီလိုကနင်တို့ရောင်းစားမှာလေဆိုတော့အဲ့လိုပြောပြီးတော့အမတို့စစ်တောင်ခေါ်သွားတယ်သူတို့ကိုထိုင်းနိုင်ငံနေဆက်ကနေတဆင့် ကမ္ဘောဒီးယားနိုင်ငံထဲကကြားဖြတ်လုပ်ငန်းတွေစီကိုပို့ဆောင်နေချိန်မှာပဲထိုင်းစစ်တပ်ကသူတို့ကိုကယ်တင်ခဲ့ပါတယ်။အခုတော့သူတို့ဟာပေကင်းလုံခြုံရာနေရာကို ရောက်ရှိနေပါပြီ။သူတို့သာကြားဖြတ်လုပ်ငန်းထဲရောက်ရှိသွားခဲ့ရင်တော့တက်ရှိလူငယ်ရဲကမြန်မာနိုင်ငံသားတွေရဲ့ဘဝဟာမတွေးဝန်းစရာပါ။